ဒီတစ်ခါပြောမယ့်အကြောင်းအရာပါလို့ဆိုတော့ကိုဟတ်ကြတယ်မှာပါလာတဲ့အကြောင်းအရာပေါ့နော်အဲ့ဒါပါလဲဆိုတော့အခုဒီကလေးရဖို့အတွက်ကိုစ조사နေကြတဲ့ဇနီးမောင်နှံတွေအတွက်ဆိုပြီးတော့တည်ငောင်းတစ်ခုပေါ့အဲ့ဒါပါလဲဆိုတော့တချို့ဆိုရင်ဒါကလေးရနိုင်ခြင်းနဲ့အတွက်ကြောင့်တချို့ဒီဖန်ပြုံတရေသားတို့ဒီသိပ္ပံနည်းနဲ့ကလေးရဖို့အတွက်စ조사နေကြတာပေါ့နော်ဒါပေမဲ့အခုထပ်ပြီးတော့လိလာတွေ့ရှိတာပါလဲဆိုတော့အဲ့ဒီသိပ္ပံနည်းနဲ့ကလေးရဖို့စ조사နေတဲ့အမျိုးသမီးတွေအားဆိုရင်ねယောဂကျင့်မယ်ဆိုရင်တို့ကကလေးရနိုင်ခြင်းများတယ်ဆိုတာတွေ့ရှိတာတဲ့အင်းယောဂကျင့်ပြရမှာပေါ့နော်ဒီတော့ယောဂလေးကျင့်ခြင်းဆိုတာကလည်းတော်တော် လေးထိရောက်တယ်လို့ပြောအောင်မှာပေါ့နော်အဲ့ကြောင့်ရလေးပြပြမယ်ဒီကလေးမရနိုင်တဲ့အတွက်ကြောင့်ဆိုပြီးတော့ဖံမြွန်တရေသားနီးနဲ့ကလေးရအောင်စူးစမ်းနေတဲ့အမျိုးသမီးတွေကိုယောဂမြင်များကျင့်ဖို့အတွက်တိုက်တွန်းကြပါတယ်ဒါကလေးရနိုင်ချေများတယ်ပေါ့နော်ယောဂကျင့်ပြီးမယ်ဆိုရင်နဲ့ဖြစ်နိုင်မယ်ဆိုရင်တစ်ပတ်ကို45မိနစ်နဲ့6ပတ်တိတိဒါလို့ယောဂလေးကျင့်ခံနေပြုလုပ်ပေးမယ်ဆိုရင်ဟိုစိုးရိမ်ပူပန်မှုတွေတဖြည်းဖြည်းနဲ့ရောကြလာလိမ့်မယ်တဲ့ပြီးတော့စိုးရိမ်ပူပန်မှုကို20ရာခိုင်နှုန်းလျှော့ချပေးနိုင်တဲ့အတွက်ကြောင့်သူတို့ဟာ ဘာလဲဆိုမျိုးအောင်နိုင်ခြင်းများတယ်လို့ပြောထားတယ်။ဒီတော့ဒါလေးလေးလာတွေ့ရှိချက်အစ်စ်တစ်ခုပေါ့နော်။ဒီတော့စိုးရင်ပူပန်မှုကင်းမဲ့ဆိုရင်မျိုးအောင်နိုင်ခြင်းပို့ပြီးတော့များတယ်။အဲ့တော့ကြောင့်ဒါဒီလိုမျိုးလေးလာတွေ့ရှိချက်ကဖြစ်နိုင်ဟိုတကယ်တမ်းဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းလည်းပေါ့နော်။သိပ္ပံနည်းချက်ချထောက်ပြရတဲ့အကြောင်းအရာတွေလည်းရှိပါတယ်။ဒါပါလဲဆိုသိပ္ပံနည်းနဲ့ကလေးရဖို့အတွက်စ조사နေကြတယ်ပြည်ထိုင်နိုင်ငံအမျိုးသမီးတွေသူတို့ဟာဆိုရင်လည်းစိတ်ပီစီမှုခံစားရတယ်။ဒီတော့ဖမ်းမြန်တည်သားနည်းနဲ့ကလေးရဖို့စ조사နေကြတဲ့အခါမှာဆိုရင်ဒါဘာလို့ပြောစနေမောင်နှံတဲ့ဦးက အနည်းနဲ့အများတော့စိတ်ဖိစီးမှုများမှာပဲဒါစ조사နေရတဲ့အခါမှာဒီစ조사မှုကာလမှာဆိုရင်ဒါငွေကြေးတွေလည်းအများကြီးကုန်ကြရတယ်ဒီကလေးရရမလားမရမလားဆိုရဲရလက်ဒါနဲ့ပတ်သက်ပြီးတော့စိတ်ကပူပန်နေကြတယ်အဲ့လိုပူပန်နေရနေပြီးတော့ပေါ့နော်ဒါကိုဒါတချို့ဆိုရင်လည်းဒါတချို့ဆိုရင်ဒီဖန်ပြန်တဲ့ဒါနေပညာနဲ့ပတ်စံနေအများကြီးကုန်ကြခံနေဆိုပေမဲ့လည်းပေါ့နော်အောင်မြင်တာမျိုးတွေလည်းရှိတယ်ပုံစံမျိုးမျိုးရှိရတဲ့အတွက်ကြောင့်တို့မှာစိုးရိမ်မှုပူပန်မှုများလေလေမျိုးနိုင်ကြရရော့ကြလေလေပဲအဲ့လိုမျိုးဖြစ်ကြတာတဲ့ဒီတော့အဲ့လိုမျိုးပေါ့တော့ကိုအနေနဲ့ဒီဖန် မြင်တဲ့ဒါနေပညာနဲ့ပြုတ်လုခဲ့တဲ့အခါမှာမအောင်မြင်ခဲ့ဘူးဆိုရင်တော့ဒါသိပ္ပံနီးမဟုတ်ပဲနဲ့ပေါ့နော်ယောဂလေ့ကျင့်ခံပြုတ်လုပြီးတော့ပေါ့နော်ကိုယ်အနေနဲ့ဒါစ조사ကြည့်မယ်ဆိုရင်ဒါဆိုရင်ပူပန်မှုကိုရှော့ချနိုင်တဲ့အဲ့ဒီအပြင်ကိုတဲ့ဒီမျိုးအောင်နိုင်ချီပေါ့နော်တဖြည်းဖြည်းမြင့်တက်လာတာတွေ့ရပါတယ်ဆိုပြီးဖော်ပြထားတယ်တဲ့ဒါနဲ့ပတ်သက်ပြီးတော့ American ပြည်အောင်စု Illinois ပြည်နယ်က Illinois မျိုးအောင်မှုရေးရာဌာနကဆရာဝန်တွေကဒီလေးလာချက်ကိုပြုစုခဲ့တာတဲ့ဒီတော့ ပြောရမယ်ဆိုရင်စိတ်ပီစီမှုအားဆိုရင်မျိုးအောင်တဲ့အထီကိုသွားပြီးတော့ပေါ့နော်ထိခိုက်မှုတွေရှိတဲ့အတွက်ကြောင့်အမျိုးသမီးတွေရောအမျိုးသားတွေအားလုံးပဲပေါ့နော်ဒါလေ့ကျင့်ခန်းလေးကိုပုံမှန်လုပ်ဒါဖြစ်နိုင်မယ်ဆိုရင်ယောဂလေ့ကျင့်ခန်းကိုပေါ့နော်ပုံမှန်ထပ်ပို့ပြီးပြုလုပ်ပေးမယ်ယောဂလေ့ကျင့်ခန်းလေးပြောင်းပြီးပြုလုပ်ပေးမယ်ဆိုရင်တော့တဘာဝနီလန်အတိုင်းကိုယ်အနေနဲ့ပေါ့နော်ကလေးရနိုင်ချေရှိပါတယ်ဆိုပြီးတော့ဖော်ပြထားတယ်ဒါပဲတတိယအကြောင်းပြောရမှာပေါ့နော်တက်ဆရာပေါ့နော် ောက်ထပ်ပြ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 ခြင်းတဲ့အကြောင်းကကြတော့ဒီညာအိတ်လို့ရှင်ပေါ့နော်ဒီအိတ်ချိန်မှာချွေးတွေထွက်ပြီးတော့ဒီအိတ်မပြေဘူးပေါ့နော်အဲ့ဒါကိုကင်းစေအောင်အိတ်ပေါ့နော်ပျောက်ကင်းအောင်ဆိုပြီးတော့ဖော်ပြထားတဲ့နီလန်းလေးကိုပြပြခြင်းလားနီလန်းလေးတွေကကြတော့လွယ်လွယ်လေးပါပဲညာမအိတ်ခင်မှာတဲ့ဒီမအိတ်ခင်မှာပေါ့နော်ရေပန်းနဲ့ရေချိုးရမယ်တဲ့ဒီအော်ရေပန်းနဲ့ချိုးတာထပ်စားလို့ရှင်ပေါ့နော်ဒီရေရေစိမ်ပြီးချိုးတာကကြတော့မကောင်းပေါ့နော်ရေပန်းနဲ့ချိုးတာပို့ပြီးတော့အေးညစေရဲ့အတွက်ကြောင့်ねဒီလိုမျိုးပို့ပြီးတော့ကိုယ်ချွေးမထွက်ပဲနဲ့ ဟိုကောင်းကောင်းမို့အိပ်ပျော်သွားတာပေါ့နော်အဲ့ဒါပိုကောင်းတယ်နောက်ထပ်တစ်ခုကကြတော့ဒီရေမချိုးဆိုလို့ရှိရင်လည်းခြေလောက်ကိုရေဆေးရမယ်ပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းခါအောက်ပိုင်းကနေရေကိုပေါ့နော် လောင်းချပြီးတော့ဆေးကြောလို့ဆေးကြောမယ်ဆိုလို့ရှိရင်လည်းဒီချွေးထက်ရှင်ကင်းဝေးပြီးတော့အိပ်ပျော်စီရဲပေါ့နော်အပူထွက်တာနော်အပူထွက်တယ်နောက်ထပ်တစ်ခုကကြတော့ဒီဖလန်နယ်ဆာပေါ့နော်အဝိဆာကိုယူပြီးတော့ရေခဲတစ်တာမှာတနားရီလောက်သွားအဝိဆာကိုယူပြီးတော့ထားထားပြီးသွားလို့ရှိရင်အဲ့အိမ်ရမဝင်ခင်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့နှစ်ဖူးပေါ့မှာတင်ထားပြီးတော့ အိတ်ရမယ်ပေါ့နော်အိတ်ဆက်လိုက်မယ်ဆိုလို့ရှိရင်ချွေးမထက်ပဲနဲ့အိတ်ပျော်စီမှာပါတဲ့နောက်တစ်ခုကကြတော့ဒီခြီသားတို့တီရှပ်တို့စွကျဲတို့ပေါ့နော်ဝတ်ပြီးတော့အိတ်တာကလည်းတက်တောင်းတက်စာဖြစ်စီရပေါ့နော်အတချို့ကကြတော့အလိုမျိုးထူးထူးထဲထဲဝတ်ပြီးအိတ်တော့ဟိုရားတာတို့ဘာတို့ဖြစ်တယ်ပေါ့နော်ခြီသားလေးနဲ့အိတ်တော့ပုံပြီးတော့ကောင်းတယ်ဆိုပြီးပြောထားတယ်နောက်တစ်ခုကကြတော့ဒီချွေးထွက်ပြီးတော့အိတ်မပျော်တာပေါ့နော်ဟိုကိုဟိုစိတ်ပူပန်စရာတွေးနေရပေါ့နော်ဟိုတွေးတီတွေးနေသူကစိတ်လှုပ်ရှားပြီးတော့ဟိုပူပန်တော့ကရောက်ပြီးတော့ဒီချွေးတွေထွက်ပြီးတော့အိတ်မပျော်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ဟိုမတွေး ွေးပဲနဲ့အိတ်ပေါ့နော်အတွေးတွေမရှိပဲနဲ့အိတ်ပါတယ်စိတ်ပြီးစီးမှုတွေဖြစ်နိုင်ဖြစ်တာကြောင့်ပေါ့နော်ဒီချွေးထတာကိုဖြစ်စေပါတယ်ပေါ့နော်ပြီးတော့အသက်ကိုဟိုမှန်မှန်နဲ့ဖြည်းဖြည်းပဲရှူတင်တယ်ပေါ့နော်အဲ့ချိန်မှာဆိုလို့ရှိရင်ねဟိုအပြူသဘောဆောင်တဲ့အတွေးတွေကိုပဲတွေးပါတယ်အော်အဲ့လိုလဲပြောထားတယ်နောက်ဆုံးတစ်ခုကကြတော့ဖြာ ဖျားပေါ်မှာဆိုလို့ရှိရင်ပေါ့နော်ဒီရေစိုးဝင်းနဲ့ကြမ်းတိုက်ပြီးရောအိတ်လို့လဲရတယ်ပေါ့နော်မှုရနဲ့အိတ်တဲ့သူဆိုလို့ရှိရင်တော့ဒီမှုရကိုဖယ်ပြီးတော့ကြမ်းမြုံမှာရေဝင်းနဲ့ပေါ့နော်ဟိုတေချာလေးစွတ်ပြီးတော့အမ်ပုအခန်းအဲ့လိုမျိုးလောက်တာကြတော့ဒီအခန်းတွင်းအပူချိန်ကိုရောကြစေရတဲ့ကြောင့်ဟိုချွေးမထက်ပဲနဲ့ပေါ့နော်မြ мян လေးအိတ်ပြောစေရဆိုပြီးတော့ပြထားဖျားကြတော့နော်ဒါဟိုအိတ်ပြီဆိုကိုကြောချလိုက်ပြီဆိုတာနဲ့အေးတဲ့ခံစားမှုရတယ်နော် ဟုတ်တယ်ညာဘက်အဲ့လိုမျိုးချွေးထွက်တာချို့ဆိုချွေးစည်းပြန်တာလေချွေးစည်းပြန်တဲ့အခါကျညာဘက်ကျရင်လည်းအိတ်မပြောတေးလို့လဲနိုးလာချွေးရ တန်အနေနဲ့ဘလို့မှအဲ့လိုအဆင်မပြေဘူးเนาะအေးလက်ပြတ်တယ်ကျမ်းမာရေးနဲ့လည်းမညှိညွတ်ဘူးဟုတ်တယ်ကဲအစရင်ခဏနားရအောင်နော်ထပ်မပြောတင်ဆက်ပေးကြဘူးသူတရရှိပါသေးတယ်အခုတော့ဒီမှာခဏလေးနားအောင်မယ်နော်